စကိုင်းတိုင်းဝက်လက်မြို့နယ်အောက်တက်သားရွာမှာတက်ဆွဲထားတဲ့စစ်တပ်ကိုတော်လန်ရေးအဖွဲ့ကတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား30ခန့်သေဆုံးသွားတယ်ဆိုတဲ့သတင်း။စကိုင်းတိုင်းအောက်ချီရဲဘော်တွေရဲ့အသက်ကိုချမနေဘူး။တေရန်စာရေးခဲ့ပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့မင်းဘူးခရိုင်အမှတ်3တက်ရင်မူဟာကိုကိုကိုတနက်နဲ့ပြစ်တက်ပြီးအဆုံးစီရင်သွားတယ်ဆိုတဲ့သတင်းနဲ့အတူအခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ ပထမဦးဆုံးသတင်းတပုံးကြီးနဲ့စကိုင်းတိုင်းဝက်လက်မြို့နယ်အောက်တပ်သားရွာမှာတက်ဆွဲထားတဲ့စစ်တပ်ကိုတော်လိုင်းရေးအဖွဲ့တွေကတိုက်ခိုက်ခဲ့ရာ အကြံဖတ်စစ်ကောင်စီတပ်သား30ခန့်သေဆုံးခဲ့ကြောင်းရွှေဘိုခရိုင်အမှတ်23တပ်ရင်းမှတာဝန်ရှိသူတူထံကသတင်းရရှိပါရရှင်။စက်တင်ဘာလ18ရက်နေ့မန္တလေးမြို့ဂေါ်ဝိတ်စိတ်ကမ်းမှာတန်ခွန်တင်းမောတွေနဲ့အေယာဝတီမြစ်ကြောင်တိုင်းစံတက်လာတဲ့စစ်ကောင်စီတပ်သားတွေဟာ စက်တင်ဘာလ18ရက်နေ့မွန်းတဲ့12နာရီဝန်းကျင်မှာဝက်လက်မျိုးနဲ့အောက်တတာရွာကိုရောက်ရှိခဲ့ပြီးယာယီအခြေချတက်ဆွဲခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီလိုတက်ဆွဲထားတဲ့အကြံဖတ်စစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကစက်တင်ဘာလ18ရက်နေ့မှာစတင်ပြီးဝိုင်းဝန်းပိတ်ဆို့ထားကအပေါ်တတာရွာမှာအတင်းဆောက်ကြိုးစောက်ဆိုင်ခဲ့ကြောင်းထို့သို့စောက်ကြိုနေတဲ့အပေါ်တက်တာရွာတို့စက်တင်ဘာ28ရက်မွန်းတဲ12နာရီ10မိနစ်အချိန် အကြံဖတ်စစ်တပ်ကစစ်ကြောင်းထိုးလာတာကြောင့်အပြန်အလှန်ပြစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။စက်တင်ဘာလ18ရက်နေ့မှစက်တင်ဘာ28ရက်နေ့အထိတိုက်ပွဲတွေမှာစစ်ခွေးတွေဘက်က30ဦးသေဆုံးတယ်လို့သိရတယ်။စတေမာလာ18ရက်နေ့ကစပြီးကျွန်တော်တို့တော်လိုင်းရေးတပ်ဖွဲ့တွေဘက်ကစစ်ကြောင်းကိုဝိုင်းထားတာပါပထမတိုက်ပွဲဖြစ်ပြီးတော့စစ်ခွေတပ်ကအထိနာပြီးမြေနောက်တစ်ချိန်အင်အားထပ်ဖြည့်တင်ပြီးစစ်ကြောင်းထွက်လာလို့ ်ခဲရမ်းမလုံလောက်တဲ့အတွက်အပေါ်တက်တာရွာကနေခိတာဆုတ်ခွာခဲ့ရပါတယ်။လက်ရှိအချိန်ဒီတိုက်ပွဲကကြစ်ကြီးမမမဟုတ်ပေမဲ့တခါတရံအသေးစားထိတွေ့တိုက်ပွဲမှုတွေတော့ရှိပါတယ်လို့ရွှေဘိုခရိုင်တက်ရင်23မှာတာဝန်ရှိသူကပြောပါတယ်။ အဲ့ဒီတိုက်ပွဲအတွင်းအကြံဖတ်စစ်သားတွေအထိနာကဖယိုးဖယင်းနဲ့ပြန်လဲဆုတ်ခွာသွားပြီးနောက်စက်တင်ဘာလ18ရက်နေ့မိုးလွယ်2နာရီခန့်မှာထပ်မံစစ်ကြောင်းထိုးခဲ့တာကြောင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေနဲ့ခဲရမလုံလောက်မှုကြောင့်ပြန်လဲဆုတ်ခွာခဲ့ရတော့လေစက်တင်ဘာလ18ရက်နေ့မှာစက်တင်ဘာ28ရက်နေ့အထိတိုက်ပွဲများအတွင်းအကြံဖတ်စစ်သား30ခန့်တိစုံခဲ့ကြောင်းသိရှိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုရွှေဘိုခရိုင်အမှတ်15အမှတ်18အမှတ်23အမှတ်26 9906ချုပ်ခဲသားဝီကန်တိုက်ရင်များပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးရင်းတိုက်ပွဲအတွင်အကြံဖတ်စစ်သားအများပြားသေဆုံးတာကို မျက်မြင်ရ၎င်းဖန်စီရရှိခဲ့တဲ့စစ်တုပ်ပန်းတွေရဲ့ပြောပြချက်ရ၎င်းသိရှိရတယ်လို့ရွှေဘိုခရိုင်တိုက်ရင်23ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရရှင် ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းမင်းမှုခရိုင်စေတုတ်ရာမြို့နယ်မင်းမှုခရိုင်အမှတ်3တပ်ရင်းကယာယီတပ်ရင်းမှုတူကိုတိုင်းအဆုံးစီရင်သွားတယ်လို့အဲ့ဒီတပ်ရင်းထံကသတင်းရရှိပါရယ်ရှင်။အော်တိုဘာလာတပ်ရင်းနေမနက်၈နာရီဝန်းကျင်မှာမင်းမှုခရိုင်အမှတ်3တပ်ရင်းကအသက်30တနှစ်အရွယ်ယာယီတပ်ရင်းမှုဟိုဂျီဟာတပ်စခန်းရှိသူ့ရဲ့အခန်းထဲမှာကိုကိုကိုတနက်နဲ့ပြတ်တက်ပြီးအဆုံးစီရင်သွားတာလို့ဆိုပါရယ်။ ူဒီလိုမလောက်ခင်အထက်ကဖိအားအရန်ပေးခဲ့တယ်။စိတ်ကအတော်ပင်ပန်းနေပြီလို့ပြောပါရယ်။သူ့ကိုယ်သူပြတ်တက်သွားတာဗျာ။အခန်းထဲမှာတယောက်တည်းရှိတဲ့အချိန်ကိုကိုကိုတက်တည်သွားတာပါလို့မင်းဘူးခန့်ရအမှတ်သုံးတက်ရင်မှာတက်ဖဲ့ဝင်ဘိုင်ပါကပြောပါရယ်။အစုံမစီရင်ကာလာတွေအတွင်းမှာလဲမင်းမှုခရိုင်တာဝန်ရှိသူတချို့ကတပ်ဖွဲ့ဝင်တွေကိုချိန်ချောက်တာတွေရှိခဲ့တယ်လို့တပ်ဖွဲ့ဝင်ဘိုင်းပါကပြောပါတယ် တက်ကထွက်လို့မရဘူးထွက်ရင်အကောင်လုံးဖမ်းမယ်ဆိုပြီးချိန်ချောက်တာတွေရှိတယ်လို့သူကပြောပါတယ်။ဒါပြင်အစုံမစီရင်ခံမှာလဲရိုးသားစွာတော်လန်ကြပါ။အောက်ခြေရဲဘော်တွေရဲ့အရှက်ဂုံတိတ်ကအသက်တွေကိုချမနှင်းပါနဲ့ဆိုတာကိုတက်ရင်မူဟိုးကြီးကတေတန်းစားတစားရေးထားခဲ့သေးကြောင်းသိရှိရပါတယ်။စာပနာအခမ်းအနားကိုတော့အောက်တိုဘာ၁ရက်မနက်၈နာရီကစေတုဒ္ဒရာမြို့နယ်အတွင်းမှာပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။ သူဟာ2021ခုနှစ်တွင်စတင်ပြီးလက်နက်ကင်တော်လန်ရေးထဲကိုစတင်ဝင်ရောက်လာသူ ဖြစ်ပြီးအခုနှစ်ဇူလိုင်လမှာမင်းမှုခရိုင်တက်ရင်၃ရက်ယာယီတက်ရင်မှုဖြစ်လာတာဖြစ်ကြောင်းသတင်းရရှိပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်အနည်းနဲ့ မွန်ပြည်နယ်မူဒုံမြို့နယ်ကမာဝက်ရွာအောက်ချုပ်ရေးမှုရုံးကိုဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားပြီးအောက်ချုပ်ရေးမှုအပါအဝင်2ဦးသေဆုံးခဲ့ကြောင်းဒေသခံပြည်သူများနဲ့တော်လှန်ရေးတရင်ရဲမြစ်တွေထံကတရင်ရရှိပါရရှင်အောက်တိုဘာလ4ရက်နေ့မနက်9နာရီခန့်အချိန်မူဒုံမြို့နယ်ကမာဝက်အောက်ချုပ်ရေးမှုရုံးကိုအမည်မသိတနတ်သမားများကကားဖြင့်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း အဲ့ဒီလိုဝင်ရောက်တိုက်ခိုက်မှုအတွင်ကမာဝက်ရွာအုတ်ချုပ်ရဲမှုအပါအဝင်2ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရှိရပါတယ်။အောက်တိုဘာလ4ရက်နေ့မနက်9နာရီလောက်မှာကမာဝက်ရွာအုတ်ချုပ်ရဲမှုယုံကိုကားနဲ့လာပစ်တယ်လို့တော့သိရတယ်။အုတ်ကြီးအပါအဝင်2ကောင်တည်တယ်လို့တော့သတင်းရတယ်။ ထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်လို့ဒေသခံပြည်သူတို့ကပြောပါတယ်။အဲ့ဒီတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမိုးတော်မြို့နယ်အတွင်းစစ်ရေးလှုပ်ရှားနေတယ်။လက်နက်ကိုင်အဖွဲ့များကထုတ်ပြန်ထားခြင်းမရှိသေးပဲစစ်တပ်ကလည်းပြစ်ခတ်သူများကိုဖမ်းဆီးရေးလုံခြုံရေးတင်းကျပ်ထားကလက်ရှိအချိန်ထိပြစ်ခတ်သူများမှာဘေးကင်းစွာလွတ်မြောက်သွားပြီဖြစ်ကြောင်းသိရှိရပါတယ်။လက်တလုံးမူတော်မျိုးပေါ်မှာအကြံဖက်စစ်တပ်ကလုံခြုံရေးတင့်ကျပ်ထားတဲ့အပြင်လူငယ်များကိုစစ်မှုထမ်းဖြင့်နေ့စဉ်ပေါ်တာဆွဲဖမ်းဆီးနေကြတယ်။ မူးတုံမျိုးအဝင်ထွက်ကိုရဲနဲ့ပြူစောထီတွေကစစ်ဆေးနေပြီနေစဉ်ခရီးသွားပြည်သူများနဲ့လမ်းသွားလမ်းလာပြည်သူများကိုအကြောင်းမဲ့ဖန်စီငွေညှစ်မှုများလှောက်ဆောင်နေကြောင်းစစ်မှုထမ်းလူစားတို့များပြည်လူငယ်များကိုပေါ်တာဆွဲဖန်စီရောင်းဝယ်နေကြကြောင်းသတင်းရရှိပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေထဲမှာညသက်ကောင်ကျော်အချိန်ဘုံကျဲမှုကြောင့်လူသေဆုံးမှုအများဆုံးဖြစ်နေကြောင်းမြန်မာစစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာလေးလာရေးအဖွဲ့ MDSI အဖွဲ့ထံကသတင်းရရှိပါတယ်ရှင်။စစ်တင်မာလာအတွင်လေကြောင်းတိုက်ခိုက်မှုဆိုင်ရာတုံ့တက်ချက်တွေမှာ MDSI ကဖော်ပြထားပြီး စက်တင်ဘာလအတွင်းလေကြောင်းတိုက်ခိုက်မှုစုစုပေါင်းရေ83ရာခိုင်နှုန်းဟာနေ့ချိန်မှာဖြစ်ပွားခဲ့ပြီး29ရာခိုင်နှုန်းမှာညဘက်ဖြစ်ပွားကြောင်းနဲ့တိုက်ခိုက်မှုအများစုမှာဂျက်ဖိုင်တာကိုအသုံးပြုပြီးလူနေကြေးရွာဖုံကြီးကြောင်းနဲ့စာတင်ကြောင်းတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေမှာအကြီးကပါဝင်ကြောင်းသိရှိရပါတယ်။အခုနောက်ပိုင်းတုံးနေတဲ့ဂျက်ဖိုင်တာတွေမှာ လက်ကြည့်ကျူလောင်းကြည့်ကျူမြေပုံအညွန်တိုင်းပြက်ခတ်နိုင်တဲ့စနစ်တွေပါတယ်။ဂိုက်ပုံလို့ခေါ်လို့လက်ညွန်ချက်မြေပုံညွန်တိုင်းအပြစ်မှတ်အတိအကျပြင်နိုင်တယ်။ဘုံတွေတုံးကြတယ်လို့မဲဆောက်မျိုးအခြေဆိုင် CDM အရာရှိသူကပြောပါတယ်။စတေမာလာအကျွန်လေးချောင်းတခိုင်မှု82ကျင်းရှိခဲ့ပြီးအရတားပြည်သူများကလေးတငယ်များနဲ့ចောင်းသားများအပါအဝင်183ဦးတေဆုံးက189ဦးဒဏ်ရာရခဲ့ကြောင်း MDSI ကဆိုပါတယ်။ စက်တင်ဘာလအတွင်းနနက်6နာရီမှနေ့ခင်7နာရီအတွင်းလေကြောင်းတိုက်ခိုက်မှု23ကြိမ်နေ့ခင်7နာရီမှည6နာရီအတွင်း38ကြိမ်နဲ့ည6နာရီမှနနက်6နာရီအတွင်း22ကြိမ်စစ်တပ်ကကျူးလွန်ခဲ့ကြောင်းသိရှိရပါတယ်။လေကြောင်းတိုက်ခိုက်မှုများကိုစစ်ရေးပြတ်မှတ်ဟုသတ်မှတ်နိုင်တဲ့နေရာများအပြင်ကြေးရွာများစစ်ဘေးရှောင်စခန်းများ ဘာသာရေးနဲ့ပညာရေးအဆောက်အအုံများကိုလည်းနေညာအချိန်မရွေးတိုက်ခိုက်နေတယ်လို့ MDSI ကဆိုထားကြောင်းသတင်းရရှိပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ပဲခူးတိုင်းတောင်ဝမျိုးရှိအမှတ်လေးအခြေခံပညာအထက်တန်းကျောင်းအာထာကာလီမှာအတူပါလာလေးရနေနေလေပိုင်းကကျောင်းကိုဖုံးယူဆောင်လာတဲ့ကျောင်းသားတွေရဲ့ဖုံတွေကိုကျောင်းအုပ်ဆရာမကြီးကတင်ဆက်ခဲ့ပြီးနောက်တစ်လုံးနေငွေကျပ်တသိန်းနဲ့ပြန်လဲရွေးယူခိုင်းနေကြောင်းသတင်းရရှိပါတယ်ရှင်အဲ့ဒီဖြစ်စဉ်မှာ grade 10မှာ grade 12အထိစာမွေးပွဲဖြေဆိုတဲ့နောက်ဆုံးနေမှာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးတောင်ဝန်ကျဆရာမတွေကကျောင်းသားတွေရဲ့လွယ်အိတ်တွေအတွင်လိုက်လံရှာဖွေခဲ့ကြောင်းသိရှိရပါတယ် grade 10 grade 11 grade 10စာမွေးပွဲဖြေတာနောက်ဆုံးရဆိုတော့ကျောင်းသားတွေခိုင်ရန်ဖြစ်ပွားမှာဆိုဆိုရင်ပြီးလွယ်အိတ်တွေကိုလိုက်စစ်စေခဲ့တာဒုတ်တာလက်နက်တွေမတွေ့တော့ပဲဟန်ဖုန်းတွေတွေ့လို့တင်ဆက်ပြီးရုံးကန်အပ်လိုက်တာလို့နန်းစီဒီယန်ဆီယာမတူကပြောပါတယ်အဲ့ဒီဆီယာမရဲ့ပြောဆိုချက်အရဖုန်းလုံးရေများပြခဲ့ပြီးကျောင်းအုပ်ဆီယာမကြီးကဖုန်းတစ်လုံးကိုစက်တသိန်းနှုန်းနဲ့ပြန်ရွေးခိုင်းခဲ့ရမှာ ကျောင်းသားမိဘများနဲ့အခြေကျင်ဖြစ်ပွားကပြဿနာကြီးထွားလာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။တောင်ကူအတကလေးကျောင်းအုပ်ဆရာမကြီးဟာစစ်အာဏာသိမ်းပြီးနောက်ပိုင်းပြောင်းရွှေ့ရောက်ရှိလာသူဖြစ်ပြီးစစ်တပ်အရာရှိကတော်တဦးလည်းဖြစ်ကြောင်းဒေသတည်င်းရင်းမြစ်တွေထံကသတင်းရရှိပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ရန်ကုန်ဗဘဲတမ်းမြို့နယ်32လမ်းအတန်း Beauty Land Hotel ရဲ့အခန်းတစ်ခုမှာအမျိုးသမီးတယောက်ကိုဓာတ်နဲ့အပိုင်ပိုင်ခုတ်ဖြတ်ပြီးပလတ်စတစ်အိတ်တွေထဲကစွန့်ပစ်ထားမှုဖြစ်ပွားခဲ့ပြီးတရားခဏ်ကိုဖမ်းဆီးရမိခြင်းမရှိသေးကြောင်းသတင်းရရှိပါရရှင်။မနေ့ကအောက်တိုဘာ6ရက်နေ့နက်9:45မိနစ်အချိန်ဗဘဲတမ်းမြို့နယ်အမှတ်7ရပ်ကွက်23လမ်းအတန်း Beauty Land Hotel အခန်းအမှတ်900နှစ်တွင်အမျိုးသမီးတအူကိုအပိုင်ပိုင်ခုတ်ချက်တက်ဖြတ်သွားကြောင်း အမျိုးသမီးရဲ့အပိုင်းပိုင်းဖြစ်နေတဲ့အလောင်းကိုအခန်းအပြင်ဘက်လေးအေးပေးဆက်တင်ထားတဲ့စင်ပေါ်မှာအမအေးအပြာနဲ့ထုတ်ပေါ်ထားပြီးတင်သွားခဲ့ကြောင်းသိရှိရပါတယ်။လက်ရှိအချိန်အထိတရက်ခန့်ဖမ်းဆီးရမိခြင်းမရှိသေးကြောင်းသိရပါတယ်။တရက်ခန့်မမိသေးပါဘူး။ကျန်တာတွေတော့ဖြေလို့မရပါဘူးလို့ဗပေးတမ်းမြို့နယ်ရဲစခန်းကဖြေကြပါဗါတယ်လက်တလုံးအသက်ခံရတဲ့အမျိုးသမီးရဲ့ကိုရေးရဇဝင်ကိုစုံစမ်းနေစေဖြစ်ပြီ အဲ့ဒီအမှုအတွက် CID အပါအဝင် အဖွဲ့ပေါင်းစုံပူးပေါင်းစုံစမ်းလျက်ရှိကြောင်းတည်င်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အေယာဝတီတိုင်းဟင်းသဒ္ဓခရိုင်အင်ကပူမြို့နယ်ကိုစစ်ရှောင်လာတဲ့ စစ်ဆောင်ပြည်သူတွေကိုထောက်ပံ့စေပေးမယ်လို့ဆိုတာတအိမ်အောင်စန္ဒပီပေးပြီးရွေးကောက်ပွဲမဲထဲဖို့နဲ့မဲပင်ဒီတင်နန်းတပ်ဖွဲ့ပြုမှုကဓာတ်ပုံတွေရိုက်သွားကြောင်းသတင်းရရှိပါတယ်ရှင်စက်တင်ဘာလ9ရက်နေ့ကလေးမျက်နှာမြို့နယ်ဘက်ကဟင်းတဒါခရိုင်အင်ကပူမြို့နယ်ကွင်းကောက်ဒေသကွင်းကောက်မြို့ကိုစစ်ဆောင်လာတဲ့ပြည်သူတွေကိုမြေဓမာရောင်ကြီးတာသနာဗိမ္မာမှာ ထောက်ပံ့ကြေးပေးမယ်လို့ဆိုက ခေါ်ပြီးစန္ဒပီသာပေးတယ်လို့သိရပါတယ် စစ်ရှောင်မိသားစုတွေကိုခေါ်တယ်။အရင်နှစ်လလောက်ကတခါပေးဘူးတယ်။အဲ့ဒီတုန်းကပြောင်းရမယ်၊ရွှေ့ရမယ်နဲ့အခုခေါ်တော့ပတ်စံရမယ်ထင်တာ။စံတပြီပဲပေးတယ်။အင်ကိုလမ်းလျှောက်ပြန်ရတယ်။ပတ်စံတပြားမှမရဘဲသူတို့ပြောတာနားထောင်ရတာလို့ဒေတာခန့်တူကပြောပါတယ်။စစ်ရှောင်နေနေတဲ့ရက်ွက်ကြေးရွာတွေထဲဒီစင်းခေါ်ကထောက်ပံ့ကြေးပေးမဲ့ပုံစံနဲ့လိုက်လံခေါ်ယူပြီးရွေးကောက်ပွဲမဲပေးနေတဲ့တင်နန်းပို့ချကစံတပြီသာပေးသွားတယ်လို့သိရှိရပါတယ်။ စံတပြီပဲပေးပြီးမဲထက်နီးတွေပဲပြောသွားတယ်။အခုလိုစစ်ရှောင်နေတာမျိုးတွေမဖြစ်ချင်ရင်မဲထက်ကိုယ့်အိမ်ကိုပြန်ချင်ရင်မဲထက်ဆိုကသုံးငါလောက်ပြောတယ်။အဲ့ဒီစကားစိတ်အနာဆုံးပဲလို့အစီဝေးဝဲက ပြန်လာသူတူကပြောပါတယ်။ဒါပြင်အေယာဝတီတိုင်းထဲမှာစံခါရေးပါတီကစစ်ရှောင်တွေကိုပြစ်မှတ်ထားကမဲဆက်စည်းရုံးမှုတွေလည်းရှိနေတယ်လို့သိရပြီ။စစ်ဆောင်တွေကိုကြိုတင်မဲပုံစံနဲ့မဲပေးခွင့်ရအောင် လုပ်ဖို့လည်းရှိကြောင်းတည်င်းရရှိပါရဲ့ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တနင်္လာရီတိုင်းရေပြူမြို့နယ်တွင်စစ်ကြောင်းတို့မိရှုနေတဲ့အကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်ရာ73ဦးသေဆုံးပြီးစစ်သားအလောင်းတွေကိုနေအိမ်ထဲထည့်ကာမိရှုဖျက်ဖျက်သွားကြောင်းဒဝေခရိုင်တပ်ပေါင်းစုမှတာဝန်ရှိသူတူထံကသတင်းရရှိပါရရှင်။စက်တင်ဘာလ28ရက်နေ့တွင် ရေပြူမြို့နယ်အတွင်ဝင်ရောက်လာတဲ့အင်အား200ကျော်ပါ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ပကောအစွန်ရွာကိုရောက်ရှိလာပြီးရွာသားများကိုဖမ်းဆီးခြင်းလူနေအိမ်တွေကိုဖျက်ဆီးခြင်းရွှေငွေနဲ့လက်ဝတ်ရတနာတွေကိုယူဆောင်ခြင်းတွေလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒါလိုပကောအစွန်ရွာကိုဝင်ရောက်စီးနင်းပြီးနောက်စက်တင်ဘာလ26ရက်နေ့မှာအဲ့ဒီစစ်ကြောင်းကဝတ်ချောင်းရွာမှာတဆင် ခမောင်းချောင်းရွာကို ရောက်ရှိလာပြီးလူနေအိမ်များနဲ့ဈေးဆိုင်များကိုဖျက်ဆီးပြီးဈေးဆိုင်အတွင်ရှိပစ္စည်းများကိုထပ်မံယူဆောင်သွားကြောင်းသိရှိရပါတယ်။ စတင်မလာ30ရက်နေမှာအကြံဖတ်စစ်ကြောင်းဟာဧကဏိရွာအနီးကို ရောက်ရှိခဲ့ပြီးကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနဲ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်းအဲ့ဒီတိုက်ပွဲကအောက်တိုဘာလ၁ရက်နေ့ညနေ6:00နာရီအထိဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်းစစ်တပ်ဘက်မှအထိနာကလူနေအိမ်၁၀လုံးကိုမီးရှို့ကာမိအိမ်တချို့ကိုလည်းဖျက်ဆီးသွားကြောင်းသိရှိရပါတယ်။တိုက်ပွဲအတွင်းအကြံဖတ်စစ်တပ်ဘက်မှ၁၃ဦးသေဆုံးကာထိခိုက်ဒဏ်ရာရသူများလည်းများပြားကြောင်း တိုက်ပွဲနာတည်ဆုံခဲ့တဲ့စစ်သားမတားလောင်းတွေကိုနေအိမ်များတွင်ထည့်ကမီးရှို့ဖျောက်ဖျက်ခဲ့ပြီးမီးလောင်တန်းချင်းမရှိတဲ့စစ်သားမတားလောင်းများကိုတော်လှန်ရေးပူပေါင်းတပ်ဖွဲ့များကမီးရှို့တကြိုပေးခဲ့ရကြောင်းသိရှိရပါတယ်အဆိုပါအကြံဖတ်စစ်တပ်စစ်ကြောင်းရဲ့မီးရှို့ဖျက်ဆီးမှုကြောင့်နေအိမ်ဆယ်လုံးပြာကျခဲ့ပြီးကျန်းဖို့အမတ်ဟောင်းပြူစော့ကြီးနိုင်ဦးရဲ့နေရပါအဝင်ကျန်းဖို့အမခန့်တွေရဲ့နေအိမ်၅လုံးလည်းပြာကျခဲ့ကြောင်းသိရှိရပါတယ် အဲ့ဒီတိုက်ခိုက်မှုကိုဒဝဲခရိုင်တပ်ပေါင်းစုရေပြူမျိုးနဲ့အခြေဆိုင်မဟာမိတ်ပူပေါင်းတပ်ဖွဲ့နဲ့မဟာမိတ်ပူပေါင်းဖွဲ့များကပူပေါင်းလှုပ်ဆောင်ခဲ့ပြီးတိုက်ပွဲအတွင်းတော်လန်ရေးပူပေါင်းတပ်ဖွဲ့များဘက်မှရဲဘော်တအူမြင့်မြတ်စွာကြာဆုံးခဲ့ကရဲဘော်တအူလည်းမစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ မကွေးတိုင်းမကွေးမြို့ပေါ်နဲ့ကြီးရွာတွေမှာစစ်ကော်မရှင်ရဲ့မဲပေးနိုင်သူလူစည်ရင်းတွေထဲမှာတေဆုံသွားသူတွေနဲ့ပြောင်းရှိသွားသူတွေပါပါဝင်နေတယ်လို့သိရပြီးမဲပေးဖို့စည်ရင်းနဲ့မပါသူတွေလည်းရှိနေကြောင်းသတင်းရရှိပါရယ်ရှင်စက်တင်ဘာလ30ရက်နေ့ကစတင်ကမကွေးမျိုးပေါ်ရက်ွက်တွေနဲ့ကြေးရွာတွေအတွင်းကစစ်ကော်မရှင်အုပ်ချုပ်ရေးရုံးရှိမှာကတ်ထားတယ်။မဲပေခွင်ရှိသူစည်ရင်းတွေမှာလွန်ခဲ့တဲ့၄နှစ်ကျော်ကတေဆုံမိသားစုတွေပါမဲပေခွင်ရှိနေတယ်လို့သိရှိရပါတယ်။ ရက်ွက်ယုံထဲမှာကတ်ထားလို့သွားကြည့်တာတေးသွားတဲ့အမိနာမည်တွေ့တယ်တခြားသူတွေတဲလည်းတေးပြီးသားတွေပါတယ်ပြီးတော့ရန်ကုန်ကို ပြောင်းသားတဲ့သူတွေပါပါနေတယ်လို့မကွေးမျိုးကဒေသခံသူကပြောပါတယ်ကြပြင်မကွေးမျိုးပေါ်မှာလက်ရှိနေထိုင်နေတဲ့ပြည်သူတွေလေမဲစရင်ပေးခွင့်ရှိသူစရင်နဲ့မပါတာတွေရှိနေတယ်လို့လဲဆိုပါတယ်အိမ်နောက်စုနဲ့ကတ်တာမှာကျမတို့အိမ်နောက်စုကအပြောင်းလျှောက်ထားပြီးသားအဲ့ဒါကိုစရင်နေကြကျမတို့တမိသားစုလုံးပါမလာဘူး ောက်ကြီးကိုပြောထားတယ်မဲပေးချင်လို့တော့မဟုတ်ပါဘူးကိုရီနာမည်မပါတော့ခံရတာအောက်သက်သက်ပါလို့မကွေးမြို့ကန်တူကပြောပါတယ်စစ်ကော်မရှင်ကမဲစရင်ကိုစက်တင်ဘာလ30ရက်နေ့မှာ အောက်တိုဘာလ23ရက်နေ့အထိကတ်ထားမယ်လို့ကြေညာထားပြီးမဲစရင်လွဲမတာကိုပြန်လဲစစ်စစ်ပေးမယ်လို့လည်းပြောဆိုထားတာရှိနေကြောင်းသတင်းရရှိပါရရှင် နောက်ထပ်သတင်းပုံနည်းနဲ့ထိုင်းနိုင်ငံအတွင်းရှိနိုင်ငံသားသားရွှေ့ပြောင်းအလုပ်သမားများအွန်လိုင်းမှာမှတ်ပုံတင်နိုင်မဲ့ e-work permit စနစ်ကိုအောက်တိုဘာလ23ရက်နေ့မှာစတင်ပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့ပြုလုပ်နိုင်မှာဖြစ်တယ်လို့ထိုင်းအလုပ်သမားဝန်ကြီးကမနေ့ကပြောကြားလိုက်ကြောင်းသတင်းရရှိပါတယ်ရှင်ထိုင်းလုတ်သမားဝန်ကြီးဌာနရဲ့ e-work permit electronic စနစ်နဲ့နိုင်ငံသားသားလုပ်သားတွေအတွက်ရှောင်လာတင်သွင်းခြင်းစစ်ဆေးခြင်းအတီးပြုပေးခြင်းမှသည်အလုပ်လုပ်ခွင့်ကလမတ်ရယူသည့်အချိန် အွန်လိုင်းမှာတဆင့်24နာရီဝန်ဆောင်မှုပေးမှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီဝန်ဆောင်မှုစနစ်ကိုအောက်တိုဘာလ17ရက်နေ့မှာဝက်ဘ်ဆိုက်မှာတဆင့်တနိုင်ကလုံးမှာစတင်ဖွင့်လှစ်မှာဖြစ်ပြီးအလုတ်ကိုင်းရှာဖွေရေးဦးစီးဌာနဟာတနိုင်ငံလုံးရှိအလုတ်လုတ်ခွင့်လက်မှတ်ဝန်ဆောင်မှုစင်တာစုစုပေါင်း54ကို ပြင်ဆင်ထားကြောင်းသိရှိရပါတယ်။နိုင်ငံသားသားလုတ်တာခေါ်ယူတဲ့ကုမ္ပဏီတွေဟာမနေ့ကစပြီးအွန်လိုင်းစနစ်မှာမပုံတင်ခြင်းကိုဆောင်ရွက်နိုင်မှာဖြစ်ကြောင်း အလုတ်ရှင်များနဲ့နိုင်ငံခြားသားအလုတ်သားတွေဟာအောက်တိုဘာလ23ရက်နေ့မှစပြီး online စနစ်ကိုစတင်အသုံးပြုနိုင်ပြီးအလုတ်လုပ်ခွင့်လက်မှတ်လျှောက်လာများတင်သွင်းနိုင်မှာဖြစ်ကြောင်းဆိုထားပါတယ်။ဒါပြင်ထိုင်းနိုင်ငံအတွင်းရှိတရားမဝင်ရွှေ့ပြောင်းအလုတ်သမားအုပ်စုဖြစ်တဲ့မြန်မာ၊ကမ်ဘောဒီးယား၊လာအိုနဲ့ဗီယက်နမ်နိုင်ငံသားတွေကိုလာမယ့်အောက်တိုဘာလ15ရက်နေ့မှစတင်ကြ အွန်လိုင်းစနစ်နဲ့မှတ်ပုံကျင်းရန်ဖွင့်လှစ်ပေးမှာဖြစ်ကြောင်းအလုတ္တမဝန်ကြီးဌာနဝန်ကြီးကမနေ့ကသတင်းစာရှင်းလင်းပွဲတွင်ပြောဆိုသွားကြောင်းသတင်းရရှိပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်မြဝတီမြို့နယ်တောင်ဘက်မှာရှိတဲ့၄ကီကော်မြို့တည်ရဲ့နေရာတချို့ကိုအော်တိုဘားလ၅ရက်နေ့ကစပြီးစစ်ကောင်စီတပ်ကတင်းယူထိန်းချုပ်ထားကြောင်းသတင်းရရှိပါရရှင်။ KNU တမဟာ6ထိန်းချုပ်ထားတဲ့၄ကီကောမြို့ကိုတိုက်ယူဖို့အတွက်ပြီးခဲ့တဲ့စက်တင်ဘာ22ရက်ကစတင်ပြီးကရင်နယ်ခြားစောက်တပ် BGA အကွက်ညီနဲ့စစ်ကောင်စီတပ်က drone လက်နက်ကြီးပစ်ကူကမြေပြင်စစ်ကြောင်းထိုးပြီးတိုက်ခိုက်ခဲ့တာပါကနအူမျိုးကိုစုံမထားတဲ့ရေကုံကုန်းကိုတည်ယူနိုင်ခဲ့ပြီ။နောက်တနေ့အောက်တိုဘာ9ရက်မှာတော့လေကိတ်ကိုစေကန်နာနဲ့အနီးတစ်ဝိုက်ကိုစစ်ကောင်စီတပ်ကထပ်မံတည်ယူနိုင်သွားပါတယ်။ စစ်ကောင်စီတပ်ဟာကရင်နယ်ချောင်းစောက်တပ် BGF အမှတ်နဲ့စစ်ဒေသမှုဘုံမှုချုပ်စောတင်ဝင်းရဲ့လက်အောက်ခံတပ်ဖွဲ့အကွင်းကြီးနဲ့လေးကိတ်ကောစေကန်းနေရပတ်ဝန်းကျင်တဝိုက်ကိုတိမ့်ပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ကရင်သတင်းရင်းမြစ်ကပြောပါရယ်စေကန်းတွေတော့ဒီကောင် စကားဆတွေပြန်ထိုင်လိုက်ပြီးစေကန်းနေရကရွာအဝင်းမှာစစ်ကောင်စီတပ်တွေရာထဲတော့ဝင်သွားကုန်ပြီးလေးကိတ်ကောတမျိုးလုံးမှာတဝက်ပဲရသေးတယ်လို့သတင်းရင်းမြစ်ကပြောပါရယ် စစ်တပ်ဝါရဖြန့်လူမှုကွန်ရက်တွေမှာတော့၄ကီကော်မြို့တစ်ခုလုံးကိုတင်ပိုက်ယူလိုက်ပြီးလို့ဝါရဖြန့်ထားပြီနေမြေပြင်ချင်းဒီမှာတော့မြို့ရဲ့တဝက်လောက်သာစစ်ကောင်စီတပ်ကတင်ထားနိုင်ပြီ KNU ပူပေါင်းတပ်ဖွဲ့ကဆက်လက်ခုခံတိုက်ခိုက်နေတယ်လို့ကရင်သတင်းရေးမြစ်ကပြောပါတယ်စစ်ကောင်စီတပ်ဟာ၄ကီကော်မြို့ကိုတင်ပိုက်ပြီးညဝရီမြို့တောင်ဘက်ထိုင်းမြန်မာနယ်စပ်တစ်ဆောက်ရှိ ဟလူတေဘောဘူစတဲ့စခန်းတွေကိုပြန်လဲသိမ့်ပိုက်ဖို့ရှိနေပြီ။ဝေါ်လီဗျူဟာကြည့်ပါထိုးစစ်စင်မှုပြင်နေတယ်လို့ကရင်စစ်ရေးတရင်ရင်းမြစ်တွေကတွက်ဆထားပါဗျ။ကရင်ပြည်နယ်မှာစစ်ကောင်စီတပ်ဟာ BGF အကွယ်ညီပြင်ခွဲထွက် DKBA ရဲ့ပူးပေါင်းမှုကိုပါရရှိထားပါဗျ။ ်ဖာပွန်ကရိုင်းဒီကမမောင်လမ်းပိုင်းမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်မှာ BGF အပြင်ဘိုဘီဥဆောင်တဲ့ခွဲထွက် DKB အဖွဲ့တွေလည်းပါဝင်တယ်လို့ KNU တပ်မဟာကပြောရေးဆိုခွင့်ရှိသူဘုံမူကြီးစောကလေတို့ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ မြန်မာထိုင်းလာအိုနယ်ဆက်ဖြစ်တဲ့ရွှေတရီကန်ဒေသအနီးထိုင်းနိုင်ငံမြောက်ပိုင်းမှာမတူညီတဲ့နေရာမှာနှစ်ရက်အတွင်းစိတ်ကြွမှုရစ်စေဝါအလုံး၁၀တန်းဒီပါတိမ့်ဆဲရမိခဲ့ကြောင်းသတင်းရရှိပါရရှင်။အော်တိုဘာလ၄ရက်နေ့ကချင်းမိုင်ခရိုင်ချင်းချာအိုခရိုင်ခွဲနယ်ဆက်အနီးလူ၄၅ဦးပါဝင်တဲ့အုပ်စုဟာနယ်ဆက်ကင်းလဲတပ်ဖွဲ့နဲ့စစ်တပ်တို့နဲ့ထိတိုက်တွေ့ရတယ်။ဒေသစံတော်ချိန်ည၈နာရီဝန်းကျင်မှာအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ ထွက်ပြေးသွားကြပြီးနောက်တွားရောက်စစ်စီရမှာစိတ်ကြစီပြားလေးသိန်းပါအိမ်နှလုံးနဲ့လူသေးအလောင်းတလောင်းတွေကတေဆုံးသူဟာအခင်းဖြစ်ပွားရနေရအနေမှာထိုင်းရတာတူဖြစ်ကြောင်းသိရှိရပါတယ်။အောက်တိုဘာလ9ရက်နေ့မှာလဲချင်းရိုင်ခရိုင်ဝေရိုင်းစစ်စီရေးဂိတ်တို့ဖြစ်မောင်းလာတဲ့ကားတစ်စီးအတွင်ဒါဇင်ပေါင်းများစွာသောအိတ်တွေထဲမှာစိတ်ကြစေးပြား64သိန်း9800ပြားနဲ့25ကီလိုဂရမ် iced egg ကိုတင်ဆက်ရမိခဲ့ပါတယ်။ ရှင်မောင်ဟာ42နှစ်အရွယ်ချင်းတာအိုခရိုင်မှာထိုင်းရတာတူဖြစ်ပြီး33နှစ်နဲ့20နှစ်အရွယ်အမျိုးသမီး2ဦးပါဖမ်းဆီးရမိခဲ့ပါတယ်။အော်တိုဘာလ9ရက်နေ့ညနေပိုင်းမှာလဲထိုင်းနိုင်ငံပထုံချာနီခရိုင်ရှိကုံလာယုံတခုအတွင်းလှုပ်ဝက်စွာထားရှိတဲ့ကုံကားဒစီပေါ်မှာစိတ်ကြစီ3တန်းကိုထိုင်းမူရဲ့နှိမ်နေရဲ့ရဲတပ်ဖွဲ့က ွားရောက်သိမ်းဆဲနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ကာကြံကင်စတိအခင်းအောက်မှာဝတ်ထားတဲ့စိတ်ကြစည်းပြားများဖြစ်ကချင်းမိုင်မှာတဲဆောင်ကရောက်ရှိလာခြင်းဖြစ်ပြီးအဲ့ဒီကုံလာယုံဟင်းသီးဟင်းရွက်တွေတူလာယုံငှားရမ်းတယ်လို့ဆိုကမူရစ်စီဝါတူလောင်ထားခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ရှင်။ဒီကနေ့2025ခုနှစ်အောက်တိုဘာလ9ရက်နေ့အင်္ဂါနေ့မနက်ခင်းနောက်ဆုံးရသတင်းတွေကိုကျမမျက်စုမှတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်